ွယ်လွန်သွားပြီဖြစ်တဲ့တရုတ်ဆောင်ထုနဲ့ရုတ်ချင်းတူလို့လူပြောများနေတဲ့ TikTok ဆယ်လီထုသခင်ဝဲသမျှလုံးမဲ့မင်္ဂလာပေါင်းရန်ကုန်ဆယ်လီ news ကနေကြိုဆိုလိုက်ပါတယ်လက်တလုံးမှာတော့ MRTV4 ရဲ့မင်းသားချော်လေးဖြစ်တဲ့ထုရဲ့နိုင်ရသတင်းတွေက social media မှာပြန့်နှံ့နေတာပဲဖြစ်ပါတယ်တရုတ်ဆောင်ကောင်းပြီးရေချင်းရှိတဲ့မင်းသားတယောက်ဖြစ်တာကြောင့်အနုပညာမောင်နှမသားတွေကထုရဲ့မိသားစုနဲ့ထတ်တူဝမ်းနည်းနေကြတာပဲဖြစ်ပါတယ်ဒါဖြင့်ပရိသတ်တွေကလည်းထုကိုအသက်ငယ်ဆုံးလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက်နှမြတ်တတဖြစ်နေကြတာပေါ့အခုလတလုံးမှာတော့ထုရဲ့နိုင်ရသတင်း င်းတဲ့အပြိုင်တတော်မှရေပန်းစားနေတဲ့ဆယ်လီလေးတယောက်လည်းရှိနေပါတယ်။သူကတော့ကွယ်လွန်တော်ပြီဖြစ်တဲ့တရုတ်ဆောင်ထုနဲ့အမော်ညီကိုရီလာထိမှန်ရအောင်ရုတ်တုံနေတဲ့ဖိုးခွားခေါ်ထုသစင်ပဲဖြစ်ပါတယ်။ ကဘာမှာနမဲတူလူမရှားတွေကလည်းရိုက်သက်လို့မကုံနိုင်အောင်ပါပဲ။ဒါ့အပြင်မြန်မာနိုင်ငံမှာလည်းဆက်လီမင်းသားမင်းသမီးတွေနဲ့ရုပ်ချင်းတူတဲ့သူတွေကလည်းဒုနယ်ဒေပောင်းတနေ့တယောက်ဆိုသလိုရုပ်ရှင်မင်းသားမင်းသမီးတွေနဲ့တူတဲ့သူတွေကတယောက်ပြီးတယောက်ပေါ်လာနေတယ်လို့တောင်ဆိုရမှာပေါ့။အခုခါမှာလည်းထူးရဲ့နာရီမပြီးဆုံးခင်မှာပဲထူးနဲ့တူတဲ့လူငယ်လေးကပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ ဖိုးခွားခေါ်ထုသစင်ကတော့လွန်ခဲ့တဲ့နှစ်တည်းကတည်းကတတော်ဆယ်လီလေးတယောက်ဖြစ်နေကြတာပေါ့အရင်အချိန်တုန်းကတော့ဘရိတ်တီကဖိုးခွားလေးကိုသတိမထမိခဲ့ကြပေမယ့်ခုချိန်မှာတော့ထုနဲ့တူတဲ့ကလေးလေးဆိုပြီးအလုံးကပြောလာကြတာပေါ့တချို့ကလည်းထုနဲ့ထုသစင်ဟာအတိတ်ဘဝမှာဆွေမျိုးတော်ဆက်ခဲ့ကြတာဖြစ်မယ်လို့ထင်ကျေးပေးလာကြပါတယ်ထုနဲ့ထုသစင်ဟာရုပ်ချင်းတူယုံတာမကနမဲချင်းကလည်းတူနေတာကြောင့်အလုံးကတော့ကွယ်လွန်သွားပြီဖြစ်တဲ့ထုကပြန်မြင်နေရသလိုပဲလို့တောင်ပြောဆိုနေကြပါတယ် ဒါအပြင်မင်းသားထုရဲ့မိခင်ကိုပါသူမရဲ့သားလေးရဲ့လွမ်းပြေဆော့ပြီးထုသခင်နဲ့ဘေးတွေ့ခြင်းတွေကြတာပဲဖြစ်ပါတယ်။ထုရဲ့မိခင်သားထုသခင်ကိုတွေ့သွားခဲ့ရင်သူမရဲ့သားလေးကိုပို့ပြီးသတိရသွားနိုင်တာကြောင့်ချုပ်ကလည်းဘေးမတွေ့တော့ဖို့ကောင်းတယ်ဆိုပြီးအချမ်းပေးနေကြတာပါ။ထုနဲ့ထုသခင်ဟာရုပ်ချင်းတူတယ်ဆိုပြီးနမဲကြီးလာတဲ့အပေါ်မှာထုသခင်ကတော့ခုလိုမျိုးပြောလာခဲ့ပါတယ်။ထုသခင်ဟာထုနဲ့ရုပ်တူတယ်ဆိုပေမဲ့မင်းသားထုဟာသူ့ထက်အများကြီးပိုချောချောင်ပြောလာခဲ့တာပါ။ နောက်ပြီးသူကရဲချင်းရှိတဲ့တယောက်ဆောင်တယောက်ဖြစ်ပြီးသူကတော့တမန်ဆယ်လီတယောက်သာဖြစ်တာကြောင့်အခုလော်ရီရှင်ပြီးမပြောချဖို့တောင်းဆိုလာခဲ့တာပဲဖြစ်ပါတယ်။နောက်ပြီးသူသက်စင်ဟာသူ့ရဲ့ပြိသက်ဖြစ်ပြီးသူပါဝင်တဲ့ဖြူရောင်တက္ကရာဇာကားကိုလည်းအားပေးသူပဲဖြစ်ပါတယ်။အခုလော်သူနဲ့တူပြီးရဲချင်းရှိတဲ့နှုပညာရှင်တယောက်ရွယ်မတိုင်းခင်မှာပဲကျွလင့်သွားရတဲ့ပုံမှန်လေးစိတ်မကောင်းကြောင်ပြပြလာခဲ့တာပေါ့။နောက်ပြီးသေးချင်းတယောက်ကအသက်ရွယ်မရွယ်ချောင်းလာနိုင်တဲ့ဆိုတဲ့ပုံမှန်လေးတံဝေကရမိကြောင်ပြောလာခဲ့ပါတယ်။သူသက်ခင်ဟာသူ့ကိုသူနဲ့တူရဲဆိုပြီးလူပြောမများခင် င်ချင်းကလေးကတတော်ဆယ်လီတယောက်ဖြစ်ခဲ့ပြီးသူရဲ့ပြိဿနဲ့သူရှိနေခဲ့တာပေါ့ဒါကြောင့်ခုလိုနာမည်ကြီးလာတဲ့ပုံမှန်လဲအတန်းရှင်းမရှာလို့ကြောင့်ကွယ်လွန်သွားတဲ့သူကိုလည်းလေးစားသူဖြစ်တာကြောင့်သူနဲ့ရှင်ပြီမပြောချဖို့တောင်းဆိုလာခဲ့ရပဲဖြစ်ပါတယ် တချို့ပြိသက်တွေကတော့သူ့ရဲ့မိခင်အနေနဲ့လည်းသူ့ရဲ့သားနဲ့တူတဲ့သူကိုသဘောကျနိုင်တယ်လို့တစ်ဖက်မှာလည်းသားလေးဆုံးတော်မှာရက်မပြည့်သေးဘူးအခုလိုတူတယ်ဆိုပြီးအစားထိုးပြောဆိုနေကြတာတွေကိုသဘောမကျနိုင်တာလည်းဖြစ်နိုင်တာကြောင့်သူ့ရဲ့မိခင်ကိုဆန္ဒပေးကြဖို့ပြောလာကြတာပဲဖြစ်ပါတယ်ပြိသက်တို့အနေနဲ့ရောသူ့နဲ့ရုပ်ချင်းရောနမည်ပါတူနေတဲ့ဖိုးခွားခေါ်သူသက်စင်းနဲ့ပတ်သက်ပြီးမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ် ဆလပ်ပီ celebrity သတင်းများအတွက်မတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ